တရားခွင်တစ်ခုခုမြင်အောင်ကြည့်လိုက်ပါဦး။တံပိုးကြီးတဲ့မြေတစ်ခွက်ကိုပိုင်ဆိုင်မှုယင်ပွားနေကြတယ်။ဒါပေမဲ့အဲပြက်တနာကမူလပိုင်ရှင်ကကွယ်လွန်သွားပြီ။ဟွန်း။အဖြစ်အပျက်ကိုတီးနိုင်တဲ့တူတဲသောတက်တွေကလည်းပျောက်နေတယ်။အစိုးရမြေပုံတွေကလည်းဆယ်စုံနဲ့ချီကျနေပြီ။ဆိုတော့ဒီလိုအခြေအနေမှာတရားရုံးတစ်ခုကအမှန်တရားကိုဘယ်လိုရှာမလဲ။ဟုတ် တက်တဲတဲ့ကိုကိုလိုက်ကိုကြစစ်ဆေးလို့မရတဲ့အခါဘာကိုသွားအကိုမလဲဆိုတာပေါ့အဲ့ဒါပဲဒီနေ့ကျွန်တော်တို့ဆွေးနွေးမှာကအဲ့ဒီမေကွန်းရဲ့အဖြစ်ဖြစ်တဲ့တက်တဲခံဥပဒေရဲ့တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းတစ်ပိုင်းကြောင်းပါတရားခွင်တဲမှာမရှိတော့တဲ့လူတယောက်ရဲ့စကားတမမမစာရွက်တစ်ရွက်ကအမှုရဲ့အဖြေကိုဘလို့ပြောင်းပြန်လန်းနိုင်တယ်လဲကြည့်ကြမှာပါကျွန်တော်အဓိကကိုးကားမှာတော့၁၈ခု၂၀ခုနှစ်တက်တဲခံအဲ့ဥပဒေတွေက ပုံမှန်30 35 36နဲ့39တော့ဖြစ်မယ်နော်ဟုတ်ပါရဲ့ဆိုတော့ကွယ်လွန်သူတယောက်ရဲ့စကားကဘယ်အချိန်မှတရားခွင်မှာပြန်အသက်ဝင်လာနိုင်မလဲဆိုတာကနေစလိုက်ကြအောင်ပုံမှ30နှစ်ကကွယ်လွန်သွားသူရှာမတွေ့နိုင်သူဓမ္မမဟုတ်တရားရုံးကိုလာနိုင်ခြင်းမရှိသူတွေရဲ့ထွက်ဆိုချက်တွေနဲ့သက်ဆိုင်တယ်လို့ဆိုထားတယ်အဲ့ဒီထဲမှာလေလူများစုကြားဖူးလောင်မဲ့အထင်ရှားဆုံးအချက်တစ်ခုရှိတယ်ဟောလေ မတည်ခင်ထွက်ဆိုချက်ပေါ့ဟုတ်ပါတယ် dying declaration ပေါ့နော်ပုံမှန်သူစနစ်ပုံမှန်ခွဲစစ်မှာပါတဲ့အဓိကအချက်ပဲအဲ့ဒါကလူတယောက်ကသူ့ရဲ့တည်ဆုံးရခြင်းအကြောင်းရင်းနဲ့ပတ်သက်ပြီးပြောထားတဲ့စကားကိုဆိုလိုတာပါသူကဘသူကဘာလုပ်လိုက်တယ်ဆိုတာမျိုးပေါ့အတိအကျပဲဒီဥပဒေရဲ့နောက်ွယ်ကအတွေ့ခေါ်ကရာစုနှစ်နဲ့ချီကြပါပြီတေခါနီလူတယောက်ကမူသားမပြောဘူးဆိုတဲ့ရှေးကြတဲ့ယုံကြည်မှုအပေါ်မှာအခြေခံထားတာလीဩသူ့ဘဝရဲ့နောက်ဆုံးအချိန်မှာ ဖျားသခင်နဲ့တွေ့ရတော့မှမို့လို့လိန်တော့မှမဟုတ်ဘူးဆိုတဲ့သဘောတရားမျိုးလား။ဟွန်းအဲ့ဒီလိုယူဆချက်ပေါ့။ဒါပေမဲ့လေဒီခေတ်တမင်နဲ့ပြန်ကြည့်ရင်အဲ့ဒီအယူဆကနင်းနေတော့မေးခွန်းထုတ်เสียရမှာဖြစ်ဘူးလား။လူတယောက်ကသူ့ဘဝတစ်လျှောက်လုံးရန်ညိုးတွေမကျေနပ်မှုတွေရှိခဲ့ရင်ကောနောက်ဆုံးအချိန်မှာတော့လက်စားချေခြင်းစိတ်နဲ့တမင်လွဲမောင်းကိုပြောသွားတာမျိုးမဖြစ်နိုင်ဘူးလား။ဒါအရင်ကောက်တဲ့အချက်ပါ။ဒါမှမဟုတ်နာကျင်မှုကြောင့်စိတ်ရှုပ်ထွေးပြီးမြန်ဖြစ်တာမျိုးရောပေါ့။ ဟုတ်တယ်ခေတ်သစ်ဥပဒေပညာရှင်တွေကလည်းဒီချက်ကိုမျဲဆွေးနွေးနေကြတာပါဒါကြောင့်တရားရုံးတွေကမတေခင်ထွက်ဆိုချက်တခုတည်းကိုပဲမိခိုပြီးအပြစ်ရှိတယ်လို့ဆုံးဖြတ်လည်းမရှိပါဘူးဟွန်းတခြားထောက်ထားတွေနဲ့တိုက်စစ်ရအောင်ပါပေါ့ဟုတ်ပါလေအခြားသောအခြေအနေတတ်တွေထောက်ခံတဲ့အချက်လက်တွေနဲ့တိုက်ဆိုင်စစ်ဆေးလေးရှိပါတယ်ဥပဒေကဒီထွက်ဆိုချက်ကိုတသက်ခန့်အဖြစ်လက်ခံခွင့်ပေးထားပေမဲ့ဒါဟာမမားနိုင်တဲ့တသက်ခန့်ချက်လို့တော့မယူဆပါဘူး ရှေ့ကြတဲ့အစင်လာနဲ့ခစ်တဲ့ရဲ့တန်တရားဝါရကြားကစိတ်ဝင်စားစရာပဋိပက္ခတ်တစ်ခုပါပဲ။ Okay ။ဥမာတေခါနီးမှာ A ကတေခါနီးမှာ B ကကျွန်တော်ဟိုဓာတ်နဲ့ထိုးသွားတယ်လို့ပြောခဲ့တယ်။ဒီစကားက B ကိုတရားဆွဲတဲ့အခါအရေးပါတဲ့တသက်ခံချက်ဖြစ်လာပါမယ်။ဟုတ်တယ်။ဒါပေမဲ့တရားရုံးကဒါမှ B ရဲ့လက်ပွေရာရှိလား၊သူတို့နဲ့အောင်အငင်းပွားပါမြင်တဲ့သူရှိလားဆိုတာမျိုးတွေနဲ့တွဲပြီးသုံးသပ်မှာပါ။အော်၊ရှင်းတော့ပါပြီ။ တေခါနီနောက်ဆုံးစကားလို့ဒရာမာဆန်းတဲ့အခြေအနေတခုတော့ဟုတ်ပြီ။ဒါပေမဲ့လူပေါ်မှာအဲ့ဒီလိုအခြေအနေတွေချီးပါတော့မဟုတ်ဘူးပေါ့လေ။နေ့စဉ်နေ့တိုင်းမတန်းတင်နေတဲ့တာမန်ယာတွေကကောဘယ်လိုလဲ။အင်း။ဥမာကျွန်တော်တို့ရဲ့မြေပိုင်ရှင်အမှုမှာသူကဒိုင်ယာရီရေးတဲ့အကျင့်ရှိတယ်ဆိုပါစို့။အဲ့ဒီမှာပုံမှန်30နှစ်ရဲ့နောက်တစ်ပိုင်းကသုံးဝင်လာပြီ။ပုံမှန်ခွေနှစ်အရာလုံယုံလုံစင်ရပြုတ်လုပ်တဲ့မတန်းတင်ချက်တွေပါ။လုံယုံလုံစင်ရ။ ဟုတ်တယ်ဒါကလူတယောက်ကသူ့ရဲ့ပုံမှန်အလို့ဝတ်တရားရဒါမှမဟုတ်လုံရန်ဆောင်တားရရင်မှတ်ထားရမှတ်တမ်းတွေကိုဆိုလိုတာပါဥပမာဆရာဝန်တယောက်ရဲ့လူနာမှတ်တမ်းစာအုပ်ဩဒါမှမဟုတ်ရှင်နေတယောက်ရဲ့အမှုတိုင်းနဲ့တွေ့ဆုံမှုတိုင်းရရင် ကုန်သေးတယောက်ရဲ့အယောင်အဝယ်ဆိုင်ရင်စာအုပ်လိုမျိုးပေါ့အတိအကျပဲဆိုတော့နေစဉ်မှတ်တမ်းတစ်ခုရဲ့ပြင်းစရာကောင်းတဲ့တာမန်ဖြစ်ခြင်းကပဲသူ့ကိုတရားခွင်မှာအစွမ်းထက်စေတဲ့အရာဖြစ်သွားတယ်ဆိုတဲ့သဘောလားဟာဟာ ပြောရရင်တော့ဟုတ်ပါတယ်။တရားရုံအတွက်ရည်ရွယ်ပြီးအထူးတလည်ရေးတာမဟုတ်တဲ့အတွက်ပို့ပြီးယုံကြည်ရတယ်ဆိုတဲ့အတွေးခေါ်ကတော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ view သားပါတခုပဲ။တိကြပါရဲ့အဲ့ဒါပါပဲ။အမှုကမျောကိုးပြီးရေးတာမဟုတ်တဲ့အတွက်ပတ်လိုက်မှုကင်းတယ်လို့ဥပဒေကယူဆပါရဲ့။ဥမာခါမှာကလေးတယောက်ရဲ့မွေးနေ့ရက်ဆွဲကိုမြင်ပွားကြတယ်ဆိုပါတော့။ဟွန်း။ကလေးကိုမွေးပေးခဲ့တဲ့ဆရာဝန်ကွယ်လွန်သွားပြီ။ဒါပေမဲ့သူ့ရဲ့ဒါရိုက်ထဲမှာဒီနေ့အေးရဲ့မိခင်ကိုကလေးမွေးပွားပေးခဲ့တယ်ဆိုပြီးရက်ဆွဲနဲ့တကွာမတန်ရှိနေတယ်။ ဒီမတက်ဟာတရားရုံးအတွက်အလွန်ခိုင်မာတဲ့တသက်ခံချက်တစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့လေလူတွေကဒိုင်ရီထဲမှာလည်းလင်ရေးလို့ရတာပဲလေနော်။ကိုကိုကို အမွမ်းတင်ခြင်းလို့ဖြစ်ဖြစ်တယောက်ယောက်ဘူးနင်နာစီခြင်းလို့ဖြစ်ဖြစ်မှတ်တမ်းအမားရေးဟင်ကောလူတွေရောက်ရဲ့စကားကလုံးဝနှီးပါ အမှန်ဖြစ်မလို့အမခံနိုင်တဲ့အခြေအနေမျိုးရောဒီဥပဒေမှာမရှိဘူးလား။ရှိပါတယ်။အဲ့ဒါကပုံမခွဲထုံးမှာထော်ဆူသူရဲ့အကျိုးစီးပွားကိုထိခိုက်စေတဲ့ထော်ဆူချက်လို့ခေါ်ပါတယ်။ သူ့ဂျိုးစီဘာကိုထိခိုက်စေတယ်ထပ်ဆိုချက်ဟုတ်တယ်သူ့ရဲ့နှောခွေကယွတိပေတာကရှင်းရှင်းလေးပါလူတွေဟာပုံမှန်အားဖြင့်ကိုကိုငွေကြီးရနစ်နာစီမဲ့တမမောပြမှုဆာရတရားဆွဲဆိုခံရနိုင်တဲ့အကြောင်းအရာတွေကိုအမှန်မဟုတ်ဘဲနဲ့တော့ဝန်ခံလို့မရှိဘူးပေါ့ဟုတ်တယ်ကိုအကျိုးစီးပွားကိုစန့်ကျင်ပြီးပြောပြီးဆိုကြတဲ့ကအဲ့ဒီစကားကအမှန်ဖြစ်နိုင်ချေအလိုများတယ်လို့ဦးတွေကယူဆလိုက်တာပါ။ဩကိုလူပင်ကိုကျိုးကွန်းဆွမဲ့စကားကိုအလကားတတ်တဲ့လို့ဘယ်သူမှပြောမှာမဟုတ်ဘူးဆိုတဲ့သဘောတရားကိုဥမာတစ်ခုလောက်နဲ့ဆိုပိုရှင်းဖို့မှထင်တယ် ဥမာငါ့ကိုကြည့်ရအောင် အေကမြင်းငါးခပေးပြီးပြီလားမပေးရသေးဘူးလားအငင်းပွားနေတယ်။ဟင်းမြင်းငါးခကို AC ကလက်ခံခဲ့တဲ့ကိုစားလေကကွယ်လွန်သွားပြီ။ဒါပေမဲ့မသေးခင်မှာသူက AC ကမြင်းငါးခကိုကျွန်တော်လက်ခံရရှိထားပါတယ်လို့စာရေးဝန်ခံခဲ့တယ်။အဲ့ဒီဝန်ခံချက်ကသူ့မှာငွေပြန်ပေးရမယ်တာဝန်ရှိသွားစေနိုင်တာပေါ့။ဟုတ်ပါတယ်။သူ့ရဲ့ကြိုးစည်းကွားကိုထိခိုက်စေတယ်။ဒါကြောင့်ဒီစာခိုင်မာတဲ့တက်တဲ့ခံချက်ဖြစ်လာပါတယ်။ကောင်းပြီ။ ဒီပုံမှန်သုံးစွဲနေမှာတခြားအချက်တွေလည်းရှိသေးတယ်လို့သိရတယ်။ဟုတ်ပါတယ်။ကျန်တဲ့ချက်တွေကိုတစ်ခုချင်းစီပြောနေရင်အချင်းကုန်ပြီးနားထောင်သူလေးတော့ဝင်ပြီးတွဲနိုင်လို့လေ။ဟုတ်ကဲ့။ဒါကြောင့်သူတို့ကိုခြုံပြီးပြောရရင်တော့အများစုဟာအငင်းပွားမှုမဖြစ်ခင်ကရရောင်းဒါမှမဟုတ်မိသားစုတမိုင်းကို မတန်းတင်တဲ့ထက်ဆူချက်တွေဆိုရဲခေါင်းစဉ်အောင်မှာစူးစီးလို့ရပါတယ်။အော်။ဥမာကွယ်လွန်သွားတဲ့ရွာသူကြီးတယောက်ကဒီလန်းကအများသောမှန်ဟုတ်မဟုတ် အရင်မပွားခင်ကတည်းကပြောခဲ့တဲ့စကားမျိုးလားဟုတ်တယ်ပုံမခွဲလေးရပေါ့ဒါမဟုတ်ကွယ်လွန်သူအဖေတယောက်ကသူ့သမီးရဲ့မင်္ဂလာဆောင်အကြောင်းမိသားစုတရားရီမှာရေးမှတ်ထားတာပုံမခွဲ6မျိုးဒီပေါ့ဆိုတော့ဒါတွေအားလုံးဟာအမှုခုမျိုးကိုပြီးလုတာမဟုတ်ပဲနေစဉ်လူမှုဘဝရဲ့အစိတ်ပိုင်းတစ်ခုနဲ့မတန်တင်ကြတာဖြစ်လို့ယုံကြည်ရတဲ့ဆိုရဲတူညီတဲ့အခြေခံပေါ်မှာယက်တည်နေတာပါပဲအဲ့ဒါပါပဲကောင်းပါပြီဒါဆိုရင်ဥပဒေကအထူးချင်းဒီတယောက်မှာ ပုဂ္ဂလိကစကားတွေမှတ်တမ်းတွေကိုဘလို့ယုံကြည်လက်ခံတယ်ဆိုတော့တွေ့ရပြီ။ဒါပေမဲ့စာကတဲ့ကအများပြည်သူယုံကြည်ဖို့ရည်ရပြီးတရားဝင်ပြုလုပ်ထားတဲ့စာရွက်စာတမ်းတွေကကောကျွန်တော်ဆိုလိုချင်တာကအစိုးရရဲ့တရားဝင်မှတ်တမ်းတွေပါ။အရင်ကောင်းတဲ့ချိန်ဆက်မှုပါပဲ။အခုကျွန်တော်တို့ပုံမှန်35ဘက်ကိုရောက်လာပါပြီ။ဒါကအများပြည်သူစာရွက်မှတ်တမ်းတွေအကြောင်းပါ။ဒီပုံမှန်ရဲ့အဓိကအချက်ကယုံကြည်စိတ်ချရမှု reliability ဖြစ်ပြီးတော့အဲ့ဒီယုံကြည်စိတ်ချရမှုကလူတယောက်ရဲ့စိတ်နေသဘောထားပေါ်မှာမဟုတ်တာပဲ။အော်လုံငန်းစံပေါ်မှာမူတည်သွားတာပေါ့ process ပေါ်မှာဟုတ်ပါတယ်ပြည်သူဝန်ထမ်းတယောက်ဟာတကယ့်တာဝန်ဝတ္တရားအတိုင်းမတန်းနေဟိုတိတိကျကျမမှန်ကန်ကန်ရေးတွင်းရမယ်လို့ဥပဒေကယူဆထားတယ်စိတ်ဝင်စားစရာကောင်းတာကပုံမှန်30မိနစ်နဲ့ကြွားချားသွားတဲ့ချက်တခုရှိမဲ့တင်တယ်ပုံမှန်30မိနစ်မှာဆိုမှတန်းရေးတဲ့သူကကွဲလွန်းတာပျောက်ဆုံးတာချက်မှတည့်တည်ခန့်ဝင်တယ်ဒီမှာကောတိကြပါတယ်အဲ့ဒါအဓိကကြွားချချက်ပဲ ပုံမှန်35အရာမတန်းရေးသွင်းခဲ့တဲ့အစိုးရဝန်ထမ်းဟာအသက်ရှင်လျက်ရှိနေရင်တောင်မှသူ့ကိုတရားရုံးကိုခေါ်ပြီးစစ်မင်းစရာမလိုတော့ဘူးအဲ့ဒီစာရွက်စာတမ်းကိုယ်တိုင်ကတက်တီအဖြစ်ရက်တည်နိုင်သွားပြီပေါ့ဟုတ်တယ်စာရွက်စာတမ်းကသူ့ကြောင့်သူတိတ်တိတ်ခံနေတာပါဥမာဝေးစင်းရင်တဲစင်းရင်မြေစင်းရင်မတန်းနေလို့မျိုးပေါ့ဒါကခိုင်မာတယ်ဆိုပေမဲ့လူဆိုတာမားနဲ့မกินဘူးလေအစိုးရမတန်တခုမှာစာလုံးပေါင်းမားတာရက်စွဲမားဖြစ်တာမျိုးလူအမားကြောင့်ဖြစ်ခဲ့ရင်ကောတရားရုံးကအဲ့ဒီစာရွက်ကို ်မျက်စိမိတ်ပြီးအတီးယူလိုက်ရမှာလားဒီမတ်တန်နေ့ကအမှန်ဖြစ်တယ်လို့ကနူးယူဆချက် presumption ပေးထားတာပါဒါမဲ့အဲ့ဒါကိုခြေဖြစ်လို့ရနေပေါ့ဟုတ်ကဲ့ဒါခြေဖြစ်လို့မရတဲ့ယူဆချက်တော့မဟုတ်ပါဘူးတစ်ဖက်ကနေဒီမတ်တန်ဟာမာယွင်းနေကြောင်းခိုင်လုံတဲ့တတိယထထားနေပြန်လဲခြေပါနိုင်ပါတယ်ဥပမာမွေးစင်းမှာရက်ဆွဲမားနေတယ်ဆိုရင်အဲ့ဒီနေ့ကစီးုံမတ်တန်ဒီမြင့်မြင့်တတိယတွေနဲ့ဒါဆာကြီးအမတက်တက်တာဖြစ်ကြောင်းတက်တက်ပြနိုင်ပါတယ် ဟွန်းစနေရဲ့ခိုင်မာမှုကိုအတိအမှဖြူထားတယ်လို့လူအမားတို့လည်းနေရာတစ်ခုတော့ပိတ်ထားလေပေါ့နော်အဲ့ဒီလိုပါပဲမြင်းစင်းမတန်းတည်းအကြောင်းဖောက်ခဲ့တော့ကျွန်တော်ရဲ့မူလအမှုဖြစ်တဲ့မြေအမှုနဲ့ပြန်ဆက်ဆက်ကြည့်အောင်မတန်းတည်းအပြင်မြေပုံကိုလိုက်ကားကောတရားခွင်မှာဘလောက်အထီအေးပါနိုင်မလဲဥမာ36ကအဲ့ဒီကိစ္စကိုတိုက်ရိုက်ပြောထားပါတယ်အစိုးရရဲ့အခွင့်အာဏာနဲ့တရားဝင် ထုတ်ပြန်ထားတဲ့မြေပုံဒီ ဒါမှမဟုတ်အများပြည်သူကိုရောင်းချဖို့ထုတ်ဝေထားပြီးလူအများပါယုံကြည်စိတ်ချစွာတုံးဆွဲနေကြတဲ့မြေပုံဒီဟာတက်ဆိုင်ရာအမှုတွေမှာတက်တေခံဝင်နေလို့ဆိုထားပါတယ်။အော်ဆိုတော့ကျွန်တော်ရဲ့မြေအမှုမှာဆိုရင် အစိုးရမြေတိုင်းဥက္ကဋ္ဌဌာနကတရားဝင်ထုတ်ပြန်ထားတဲ့ရက်ကွက်မြေပုံဟာနင်းနေမိအငင်းပွားမှုကိုဖြေရှင်းဖို့အတွက် အရင်အရေးပါတဲ့အလေးထားရမယ်တက်တေခံချက်တစ်ခုဖြစ်လာမှာပေါ့။ဟုတ်ပါတယ်။ဖြစ်လာမှာပါ။ကောင်းပြီ။ဒါဆိုရင်ကျွန်တော်တို့မှာပုဂ္ဂလိကရဲ့စကားတွေအစိုးရရဲ့မတန်နေနဲ့ မြေပုံတွေအထိရောက်လာပြီဒီစနစ်တစ်ခုလုံးကိုအုပ်ချုပ်နေတဲ့ဥပဒေတွေအစိုးရရဲ့တရားဝင်အမိကြုံညာစာတွေကိုလည်းကောသူတို့ကသက်တည်ခံဖြစ်ဖို့လိုသေးလို့လားအဲ့ဒါကနောင်စောအချက်ပုံမှန်30ခွန်မှာတရားရုံးကနိုင်ငံတော်ရဲ့ဥပဒေအလုံးကိုတရှိနားလည်ပြီးဖြစ်တယ်လို့ယူဆရပါတယ်။ဒါကြောင့်ဥပဒေစာအုပ်တအုပ်ကိုသက်တည်ခံအဖြစ်တင်သွင်းစရာမလိုပါဘူး။ဟွန်း။ဒါပေမဲ့အစိုးရပြန်တန်းလို့တရားဝင်ထုတ်ပြန်ချက်တွေမှာဖော်ပြထားတဲ့အများပြည်သူနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေဥပမာအခွန်နှုန်းအသစ် ဘယ်နှစ်စာတက်ရောက်တယ်ဆိုလားမျိုးဩဒါမှမဟုတ်ဥပဒေတစ်တခုအာဏာတီးတဲ့ရက်ဆွဲလိုမျိုးအချက်လက်တွေပေါ့ဟုတ်တယ်အဲ့ဒီချက်လက်တွေကတော့သက်ဆိုင်ရာတက်တည်ခံချက်တွေဖြစ်လာပါတယ်ဒါဟာတရားစီရင်ရေးစနစ်တစ်ခုလုံးရဲ့အတည်ပြုနိုင်တဲ့တရားဝင်အမှန်တရားတွေကိုဘလို့အခြေခံတိဆောက်ထားသလဲဆိုတာကိုပြနေတာပါဒါဆိုရင်ကျွန်တော်တို့စာဟေရမီမှုစီကိုပြန်သွားကြည့်အောင်တက်တည်တရားမှာတရားခွင်ထဲမှာမရှိဘဲနဲ့အမှုကိုဘလို့တိဆောက်သွားလဲဆိုတော့ကွယ်လွန်းသွားလဲမူလပိုင်ချင်းရဲ့မတည်ဟင်ထဆိုချက် သူရေးမှတ်ခဲ့တဲ့လုပ်ငန်းဒါရီအင်းသူအကျိုးစီးပွားကိုထိခိုက်စေတဲ့ဝန်ခံချက်တွေဟုတ်တယ်ပြီးတော့အစိုးရရဲ့မြေစာရေးမှတ်ကြမ်းတွေတရားဝင်မြေပုံတွေဒီအပိုင်းအစတွေကိုစုစည်းပြီးအမှန်တရားပုံရိပ်တစ်ခုကိုတိဆော့ခဲ့တာပေါ့ဟုတ်ပါတယ်ဒါကဥပဒေဆိုတာတရားခွင်ထဲမှာမျက်နှင်ကိုတွေ့တက်တဲ့ချီမှအလုလုတာမဟုတ်ဘူးဆိုတာကိုပြပါတယ်တရားစီရင်ရေးစနစ်ဟာမျက်မြင်သက်သက်ထွက်ဆိုချက်လူအမှုဆိုတဲ့စံနှုန်းတစ်ခုနဲ့လက်တွေ့ဘဝရဲ့ရှုပ်ထွေးတဲ့ခြေနေတည်ဆုံခြင်းပျောက်ဆုံးခြင်း မတ်တမ်းမရမြတာချန်ရချင်းဟုတ်တယ်အဲ့ဒီအခြေအနေတွေကြားမှာဘလို့ဟန်းချက်နေအောင်ဆုံးရွက်နေတယ်လဲဆိုတာကိုပြတတ်နေတာပါရည်ရွယ်ချက်ကတော့ရရှိနိုင်တဲ့အရင်းမြစ်တွေထဲကနေအယုံကြည်ရဆုံးတသက်ကိုဘလို့ရှာဖွေမလဲဘလို့လက်ခံမလဲဆိုတဲ့စီမင်းတွေကိုတိတိကျကျချမှတ်ပေးထားခြင်းပါပဲနောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့အကြုံချန်တာခဲ့ခြင်းပါလေကျွန်တော်ဒီနေ့ဆွေးနွေးခဲ့တဲ့ဥပဒေတွေအလုံးဟာစာရွက်စာတမ်းတွေလူစကားတွေကိုအခြေခံထားတာပါဒါပေမဲ့ဒီနေ့ခေတ်မှာကျွန်တော်ရဲ့ဘဝတွေက digital မှာတန်းတယ် social media post တယ်ကိုယ်ပိုင် message တွေနဲ့ပြည့်နေနေပြီ။ဟုတ်။ဒီရာစုနှစ်တစ်ခုကျော်တက်တန်းရှိပြီဖြစ်တဲ့အခြေခံမူတွေဟာဒီ digital ကမ္ဘာနဲ့ဘယ်လိုလိုက်လျော့ညီထွေဖြစ်အောင်ပြောင်းလဲလာနိုင်မလဲ။စိတ်ဝင်စားစရာမေးခွန်းမေး။လူတယောက်မတည်ခင်နောက်ဆုံးရေးတော်တဲ့ trick တစ်ခုကမတည်ခင် trust ဆိုချက်ဖြစ်လာနိုင်မလား။ကွန်ပျူတာစနစ်ကအလိုလျောထုတ်ပေးတဲ့ log file တခုကလုံယိုးလုံးစင်အရာမတိုင်းတင်ချက်ဖြစ်လာနိုင်မလား မိခိုးနေကအတိတ်ဖြစ်လာပေမဲ့အဖြေရှာရမယ့်အခြေခံတရားတွေဖြစ်တဲ့ယုံကြည်စိတ်ချရမှုမဲ့ရည်ရွယ်ချက်ဆိုတာကတော့ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ပါဘူးနော်ဟုတ်ပါတယ်အဲ့ဒီချက်ကတော့အမြဲတမ်းအတူတူပဲဖြစ်နေမှာပါပဲ